အမေရိကန်အစိုးရရန်ရက်လက်ပတ်မှုတွေရပ်တန့်နေတာဆုံးသက်ရေးအတွက်ယူရပြီးဒီမိုကရက်အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Chuck Schumer ကနိုဝင်ဘာ9ရက်တောက်ကြနေ့ကအဆိုပြုချက်အစ်စ်တစ်ခုတင်သွင်းခဲ့ပေမဲ့ Republican ဘက်ကပယ်ချလိုက်တာကြောင့်အစိုးရပိတ်ထားတဲ့တက်တန်းထပ်ရှည်သွားစေပြန်ပါတယ်။ ဒီမိုကရက်ဘက်ကတင်ပြချက်မှာဝင်ငွေနှဲသူတွေရဲ့ကျမ်းမာရေးစောင့်ရှောက်မှုအပေါ်အခွန်လျှော့ကောက်တာနဲ့အစိုးရကအတိုင်းအတာတစ်ခုအထိထည့်ဝင်ကူညီပေးနေတဲ့ Affordable Care Act ACA ကိုနောက်ထပ်အ ਨੇ ဆုံးတစ်နှစ်တက်တန်းတိုးပေးဖို့တောင်းဆိုချက်ပါတာကြောင့်ဒီအဆိုကိုပယ်ချလိုက်တာလို့ Republican တွေဘက်ကပြောပါတယ်အရင်ကဒီ affordable care act ကိုလုံးဝအပြတ်မခံဘူးဆိုပြီး democratic ဘက်ကတင်းခံနေတာကြောင့်အခုလိုအစိုးရရန်တရားလက်ပတ်မှုတွေ ရတန်ရတဲ့အထည်ဖြစ်လာတာပါဒီအဆိုပြုချက်အသေးအရာဒီမိုကရက်တွေဘက်ကအဲ့ဒီမူလအဆိုပြုချက်ကိုရှော့ချပြီးတနစ်ပဲဆက်ထားပေးဖို့ပြင်ဆင်တောင်းဆိုတာဖြစ်ပါတယ်အမေရိကန်စိုးရလုပ်ငန်းတွေရတန်နေတာဒီကနေ့ဒီဝင်မလာ၈ရက်နေဆိုရင်36ရက်ထဲကိုရောက်လာခဲ့ပြီဖြစ်တာကြောင့်ဒါဟာအမေရိကန်သမိုင်းမှာတက်တန်းအရှိကြဆုံးဖြစ်ပါတယ်2026ခုနှစ်တနစ်စာအတွက်ကျမရေးဆောင်ရှောက်မှုကိုအခုနိုဝင်ဘာလမှာအမေရိကန်ပြည်သူတွေဝယ်ကြရတော့မှာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရမ့်အဆိုပြုပြီးလွတ်တော်မှာအတည်ပြုထားတဲ့ Big Beautiful Bay အရာ Affordable Care Act ကိုဝယ်တဲ့အခါဝင်ငွေနည်းသူတွေကိုအခွန်လျှော့ပေးတဲ့အစီအစဉ်မပါတော့တာကြောင့်ရှင်းနှစ်အတွက်ကျမရေးစောင့်ရှောက်မှုနှုန်းဟာလက်ရှိပေးနေရတာတဲ့တရားရာခိုင်နှုန်းတိုးပြီးနှဆပေးကြရတော့မှာဖြစ်ပါတယ်။အမေရိကန်သတင်းဌာနတွေကပြီးခဲ့တဲ့သတင်းပတ်အတွင်းကြောက်ယူခဲ့တဲ့စစ်တမ်းတွေအရာ Obama Care လို့ခေါ်တဲ့ဒီ Affordable Care Act ကိုဝယ်ယူအသုံးပြုသူအများစုဟာ Republican Party ဝင်တွေဖြစ်ပြီး Democrat နဲ့တတိပုဂ္ဂလတွေတဲ့ပုံများတာကိုတွေ့ရှိခဲ့ကြရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာ၄ရက်နေ့မှာကျင်းပခဲ့တဲ့ဂျာကာလာရွေးကောက်ပွဲအတွင်းအရေးပါတဲ့ရှင်ပြိုင်မှုတွေအားလုံးမှာ Republican ကိုယ်စားလှယ်လောင်းတွေရှုံးနှိမ့်ခဲ့ရတာဟာအစိုးရလုံငန်းတွေရပ်တန့်နေတာဟာအဓိကအကြောင်းရင်းတရားအဖြစ်ပါဝင်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကလည်းပြောထားပူပါတယ်ခင်ဗျာကျွန်တော်ဇောင်းလိုက်ပါ